င်္ဂလာပါကြကျွန်တော်အခုပြောပြမယ့်တဲ့တင်ကတော့ဒါဂျပန်နာကိုတိုင်ဖုန်းမုန်တိုင်းနံပါတ်1နီးကပ်လာလို့ဒါဂျပန်မှာမိုးတွေလေထန်နေရပါတော့အဲ့ဒီတဲ့တင်လေးကိုပြောပြသွားမှာဖြစ်ပါတယ်အဲ့တော့ဒါတိုကျိုရှိတဲ့ခန်းတိုးဒေတာဘက်မှာဆိုရင် မုန်တိုင်းက26ရက်နေ့မှာဝင်มาပေါ့နော်အခုဒါ24ရက်နေ့ဖြစ်နေပြီမဲ့လေပေါ့နော်ဒါခန်းတိုးနဲ့နီးတဲ့ဒေတာတစ်ဝက်ဒီမှာဒါစတင်ပြီးတော့မိုးသိမ်းနေပြီပေါ့လေအဲ့တော့ဒီဂျပန်မိုးလေဝသကလည်းဒီ24ရက်နေ့ ညနေလောက်ကစပြီးတော့ဒါခန်းသိုးဒေတာပေါ့နော်တူကျူပါတယ်ဒါခန်းသိုးဒေတာခနာကဝါတို့နော်စိုင်းတာမဖက်တွေမှာလည်းဒါမိုးသိထန်မှုတွေအဲစတင်ဖြစ်ပေါ်နေပြီလို့ကျွန်မမိုးစနားကလည်းထုတ်ပြန်တာတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီမနှက်ပြန်ကြရင်လည်းဒါမိုးကပို့ပြီးတော့ဒါတဲ့တဲ့မဲမဲရွာဖို့ရှိရဲ့နောက်ပြီးမိုးကြိုးအန်ရဲ့အဲလေပြင်းအန်ရဲ့ဒီအန်ရဲ့တွေလို့လည်းသတိထားဖို့ဒါထုတ်ပြန်တာတွေ့ရတယ်နောက်ပြီးတော့ဒါပေါ့နော်ဂျပန်မှာဆိုရင်မြေပြိုတောင်ပြိုတဲ့ကိစ္စတွေရှိတယ်ပေါ့နော်အဲ့တော့ဒီလိုကိစ္စတွေ ဖြစ်ပွားနိုင်တယ်ပေါ့နော်အမှလမ်းပေါ်မှာဒါမိုးရေချိန်အရင်များလုံးကအတွက်ကြောင့်ပေါ့နော်ကားလမ်းချော်တာတွေဖြစ်သွားနိုင်တဲ့အတွက်ကြောင့်ဒါမိုးစလားကတော့ဒီလိုဘေးရန်နေရာတွေကိုဒါကြိုတင်ပြင်ဆင်ထားဖို့အတိပေးချက်ထုတ်ပြန်လာတာတွေ့ရတယ်ပေါ့နော်အဲ့တော့အဲတချို့ချင်းเนี่ยဒါမနှက်ဖြန်ဆိုရင်ဒီတိုင်ဖုန်းမုန်တိုင်းနဲ့မနှက်ကဒါဂျပန်ကိုင်ယိုတိုင်းနောက်ကတ်လာပြီပေါ့နော်အဲ့တော့26ရက်နေ့မှာတော့ဒါတူဂျို ဖြစ်မယ်ဆိုတဲ့သဘောမှာရှိပါတယ်အလားလာရှိရပါတော့အဲသူ့ရဲ့ဥတီချက်ကလည်းဒီခံသိုးဒီတာပေါ့နော်အဲတူချူရှိတဲ့ဘက်ကပဲဥတီနေရမို့လို့အဲတေချာဘောက်ဝင်မဲ့ပုံစံဖြစ်ပါတယ်နော်အဲ့တော့တရင်လေးကတော့ဒီလောက်ပါပဲအဲ့တော့ဒါအပြင်ကိုထွက်မဲ့လူတွေဒါထီဆောင်သွားဖို့နဲ့ဂျာတွေဦးလို့အချိန်တွေကိုကြည့်ဖို့အရေးကြီးပါတယ်အဲ့တော့မုံတိုင်းရှိတယ်ဆိုတာလေးကိုဒါအတိပေးလာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်နော်တိုင်ဖုံးမုံတိုင်းနဲ့မှတ်နေပါ